ဒီနေ့ပြောမဲ့သင်ခန်းစာကတော့ grade 9တင်စာ2ရဲ့ exercise 2.2မှာရှိတဲ့ number 1ကကြီးပုံစံလေးဖြစ်ပါတယ်။အဲဒါ number 1ကကြီးမှာကျွန်တော်တို့က hyz ရဲ့တန်ဖိုးကိုရှာမှာဖြစ်တယ်။အဲဒါ hyz ရဲ့တန်ဖိုးကိုရှာမယ်ဆိုရင်ပထမအဆုံးကျွန်တော်တို့က h နဲ့ x ကိုရှာလို့လွယ်မလား z ကိုရှာလို့လွယ်မလား y ကိုရှာလို့လွယ်မလားဆိုအရင်ဆုံးစဉ်းစားတဲ့အခါမှာ h ကိုအရင်ဆုံးရှာမယ်ပေါ့။အဲဒါ x ကိုအရင်ဆုံးရှာမယ်ဆိုရင် x ရဲ့တန်ဖိုးဒီ ့ x ကိုဘယ်လိုရှောင်လဲဆိုရင်8နဲ့ဒီဘက်က93 39နဲ့ plus လို့ရင်ပါရမှာဆိုတောင်းချောင်းပြီးပဲပုံစံမျိုးဖြစ်တယ်အဲဆိုရင် x နဲ့ x နဲ့36နဲ့ပေါင်းနေဆိုရင်180ဒီဂရီဖြစ်တယ်အဲဒါ180ဒီဒီအဘယ်ကြောင့်ဆိုတော့တောင်းချောင်းပြီးပဲပေါ့တောင်းချောင်းပြီးပဲရှိမှာ အဲ့ဆိုရင် asset တမိုးကိုလိုချင်တယ်ဆိုရင် asset တမိုးလိုချင်ဆိုတော့180တဲကနေပြီးတော့ဘာအောင်နှုတ်မှာလဲဆိုတော့35 degree ကိုနှုတ်လိုက်ရင် asset တမိုးရအောင်အဲ့ဆိုရင်180တဲကနေ39 degree ကိုနှုတ်လိုက်ရင်ဘယ်လောက်ရမှာလဲဆိုရင်142 degree ရအောင်အဲ့ဆိုရင် asset တမိုးရအဲ့ဆိုရင် asset တမိုးရပြီဆိုရင် y တမိုးရမှာ y တမိုးဒီ87 degree နဲ့အတူတူပဲဘာကြောင့်လဲဆိုတော့ထိဆိုင်တာအဲ့ဆိုတော့ y ဘယ်အတူ87 degree အဲဘယ်ကြောင့်ဆိုတော့ထိဆိုင် ောင်းကိုရရှိမှာဖြစ်တယ်။နောက်တစ်ခုကကြာဇက်ကိုရှာ။အဲဇက်ကိုရှာဖို့အတွက်ဆိုရင်ဒီဟာဒီကျွန်တော်ဒါဒီဘာဖြစ်သွားမှာလဲဆိုဒီသုံးခုကောင်းချင်းဒီဒါဒီ triangle ပုံစံမျိုးဖြစ်တယ်။အာ triangle ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဇက်ရယ်39ရယ်87ရယ်ပေါင်းချင်းဒီ180 degree အဲဘယ်ကြောင့်ဆိုတော့ဒရိကံဤအတွင်းတောင်၃ခုပေါင်းခြင်း တွင်တောင်3ုပေါင်းခြင်းပေါ့အဲ့လားဆိုရင် z plus 39 71ဒီဘယ်လောက်ရမှာလဲဆိုရင်တရားနဲ့10ပေါ့အညာရင်တရားနဲ့80ဒီအဲ့ဆိုရင်ဇရဲ့တန်ဖိုးကိုလိုချင်တယ်ဆိုရင်တရား80တဲကနေမှတရား10ကိုနှုတ်လိုက်တယ်ဆိုရင် answer ကဘယ်လောက်ရမှာလဲဆိုရင်70 degree ရမှာပေါ့အဲ့လားဆိုရင် answer ဒီ80တန်ဖိုးဒီတရား41 degree Y ရဲ့တန်ဖိုးသည်87 degree Z ရဲ့တန်ဖိုးသည်80 degree ဆိုတာကိုရရှိလာမှာဖြစ်ပါတယ်အဲ့လိုမျိုးပဲနောက်ထပ်နံပါတ်ခဝေးကိုကြည့်ရအောင်နံပါတ်ခဝေးကိုဆက်ပြီးကြည့်ရအောင်ဆိုရင်နံပါတ်ခဝေးမှာလည်းဇယ်လို့ရှာမှာက80 Y ရဲ့ Z ရဲ့အဲ့သူတို့ရဲ့တန်ဖိုးကိုရှာအဲ့80 Y ရဲ့ Z ရဲ့တန်ဖိုးကိုရှာမယ်ဆိုရင် ပထမဆုံးဘယ်တန်မှုရှာလို့လွယ်မလဲရင်းဆိုစလာအဲဆိုရင်ဘယ်တန်မှုရှာမှာဆိုအေးဇဲတန်မှုရှာမှာဆိုရင်လည်းမရသေးဘူးအဲဆိုဇဲတန်မှုရှာမှာဆိုရင်အိတ်ဆက်တန်မှုတင်ဇဲရှာလို့ရမယ်အမှန်ဝင်ဝိုင်းတန်မှုဝိုင်းတန်မှုကြတော့လည်းရှာလို့မလို့အဲဆိုရင်ဆရာကဘာလို့တည်မလဲဆိုတော့55အဲ့တော့55ရဲ့ဒီတောင်လေးကိုတည်မယ်55ကိုဒီတောင်လေးကိုဆရာတို့ကဘာလို့ထားလိုက်မလဲဆိုတော့တီတာဆိုပြီးထားလိုက်မယ်ဒါမှမဟုတ်ရင်အဲအဖာပေါ့အဲ့ဒါရင်ဆရာတို့ကအဖာလို့ထားလိုက်မယ်အဖာလို့ထားလိုက်မယ်ဆိုရင် အဖာဒီပါနဲ့တူမှာဆိုရင်အဖာဒီ55ဒီဂရီဟုတ်လားအဲကြောင့်ဆိုတော့ထိတ်ဆိုင်ထားအဖာက55ဒီဂရီရတာပြီဆိုရင်ဒီဟာဒီတရိကံဖြစ်တယ်အဲဒါ38ရဲ့1ရဲ့အဖာရဲ့ပေါင်းလိုက်ရင်ဘယ်လောက်ရမှာလဲဆိုတော့180ဒီဂရီအဲကြောင့်ဆိုတော့တရိကံရဲ့အတွင်းတော့3ခုပေါ့ညအဲ့တော့ကြာမောဆယ်တော့အဖာနဲ့1ရဲ့38ဒီဂရီကိုပေါင်းလိုက်တယ်ဆိုရင်180ဒီဂရီရလာမယ်အဲကြောင့်ဆိုတော့ ဒရီကန်ဤအတွင်းတော၃ခုပေါင်းလက်၃ခုပေါင်းခြင်းဖြစ်မယ်အဲဆိုရင်ဇေရိုကအေဖောင်ဇေရိုတိခဲ့ပြီသား55 55ဒီဂရီ plus y plus 38ဒီဂရီညီရခြင်းတရားနဲ့မှာ80ဒီဂရီဖြစ်တယ်။အဲဆိုရင်ဆရာတို့က55နဲ့ဗာနဲ့ပေါင်းမှာဆိုတော့38 အဲ့ဒါရင်55နဲ့38နဲ့ပေါင်းလိုက်မယ်အဲ့ဒါ55နဲ့38နဲ့ပေါင်းလိုက်ရင်ဘယ်လောက်ရမှာလဲဆိုတော့အဲ8ရဲ9ရဲဆိုတော့7နဲ့အဲ73ဟုတ်တယ်ဆိုရင်63ရမယ်ညီများချင်း180ဒီဂရီအဲ့ဒါ y ရဲ့တန်ဖိုးလိုချင်ဆိုရင်180တဲကနေမှာ63ကို minus လုပ်လိုက်ရင်ဘယ်လောက်ရမှာလဲဆိုတော့87ဒီဂရီအဲ့ဒါ y ရဲ့တန်ဖိုးဒီ87ဒီဂရီရလာပြီဆိုရင်ဇေရောဘာလို့တန်ဖိုးရှာလို့ရမှာလဲထပ်ပြီးစဉ်းစားမယ် အဲဘာတန်ဖို့ထည့်ပြီးစဉ်းစားလို့ OK ရမှာလို့ဆိုရင်နောက်တစ်ခုက alpha ကိုကြည့်ရအောင်ဆို alpha ဒီ55ဒီနှစ်ခုစီဒီ line နှစ်ခုစီပါဖြစ်နေတာလဲဆိုတော့ပြိုင်နေတာအဲပြိုင်နေတယ်ဆိုရင်မြင်းမြိုင်တဲ့အကြောင်းကိုဖြင်းဖြင်းတစ်ခုကပြိုင်နေတယ်ဆိုရင်ဘာတွေတူမှာလဲဆိုရင်ဝိသမဇ္ဇတောင်းတွေတူတယ် life ဖက်တောင်းတွေတူတယ်ပေါ့အဲဆိုရင်ဆရာတို့က alpha နဲ့ဒါဒီမြင်းပြောင်းမြင်းမြိုင်တဲ့အကြောင်းဖြစ်တယ်လဲကြောင့်မလို့ alpha နဲ့ဇက်ကလည်းဘာတောင်းလဲဆိုတော့ alpha နဲ့ဇက်တယ်ညီတယ်ဘာကြောင့်လဲဆိုတော့ဝိသမဇ္ဇတောင်း ဝေးတမတတောင်ဖြစ်တယ်အဲဆိုရင် alpha က90ဇက်နဲ့တူဆိုဇက် alpha က95ဆိုရင်ဇက်ကလည်းဘယ်လောက်လဲဆိုတော့55 d ပို့ပြီပေါ့ဟုတ်ပြီအဲဆိုရင်နောက်တစ်ခုကိုဆရာတို့ဘာရှာမှာလဲ x ကိုရှာမယ် x ကိုရှာစဉ်းစားတဲ့အခါမှာဆရာတို့ဒီဒါဒီဘာလဲဆိုတော့ x နဲ့ z နဲ့ပေါင်းရင်တောင်ဖြောင်းဖြစ်ပဲဖြစ်တယ်အဲဆိုရင်သူက180 degree ပေါ့အဲဆိုရင် a နဲ့ z နဲ့ပေါင်းခြင်းဒီ180 degree အဘယ်ကြောင့်ဆိုတော့တောင်ဖြောင်း ြည့်ပဲဖြစ်တယ်အတောင်ဖြောင်းဖြည့်ပဲအဲ့ဒါတောင်ဖြောင်းဖြည့်ပဲဆိုတော့အိတ်ဆက်တန်မိုးကိုရှာမှာဖြစ်တဲ့အတွက်ဇဲတန်မိုးဒီဘယ်လောက်လဲဆိုတော့55ဒီဂရီရထားပြီးသားအစွေညီမချင်း180ဒီဂရီအဲ့ဒါအိတ်ဆက်တန်မိုးကိုလိုချင်180တဲကနေမပါအောင်နှုတ်ပါလေဆိုတော့55ဒီဂရီကိုနှုတ်လိုက်ရတယ်အဲ့ဒါအိတ်ဆက်180တဲကနေ55ဒီဂရီကိုနှုတ်လိုက်ရင်ဘယ်လောက်ရမှာလဲဆိုတော့125ဒီဂရီရမှာဖြစ်တယ် အဲ့ဒီဒီလိုမျိုးလဲ x ကိုအဲ့လိုမျိုးလဲရှာလို့ရတယ်နောက်တစ်ခုကဘယ်လိုရှာလို့ရမလဲဆရာထပ်ပြောပြမယ်အဲ့ဒါ x ကိုဘယ်လိုထပ်ရှာလို့ရအောင်မလဲဆိုရင်အဲ့ဒါဆရာတို့ကဒီမှာဇဲရတံမှုအတိလားဇဲရတံမှုဒီ55အဲ့ဒါ55ဆိုရင်ဒီတစ်ခုလုံးပေါင်းခြင်းဒီပါလဲဆိုတော့တပတ်လေတောင်အဲ့ဒါ ax ရယ်ဇဲရယ်ဝိုင်းရယ်63ရယ်ပေါင်းခြင်းဒီ တပတ်လေတောင်ဘာကြောင့်တပတ်လေတောင်ဒီဘလောက်ဒီဂရီရှိတယ်ဆိုရင်360ဒီဂရီရှိတယ်အဲဒါဆိုရင်တပတ်လေတောင်အဲဒါဆိုရင်ဆရာတို့ကအဲ့ဆက်တန်မှုကိုရှာမှာဆို8ပေါ့အဲ့ဆက်ဆက်တန်မှုဒီဆရာတို့ဘာနဲ့အတူတူဆိုရင် alpha နဲ့အတူတူဆိုတော့55ဒီဂရီ less y ရဲ့တန်မှုဒီဆရာတို့ရှာထားပြီးသား y ရဲ့တန်မှုဒီ80ဒီဂရီ less 93ဒီဂရီညီမြချင်း360ဒီဂရီပေါ့အဲ့ဒါဆိုရင်ဆရာတို့ကဒီဟာကိုဆက်ပြီးတော့ရှင်းလိုက်ရင် x+ ဟုတ်ကဲ့55ရဲ့80ရဲ့ 63ရေပေါင်းလိုက်မယ်အဲ့ဒါ55ရေဟို89ရေ63ရေပေါင်းလိုက်ရင်ဘယ်လောက်ရမှာလဲဆိုတော့235ဒီဂရီရလာမယ်ညီမချင်း360ဒီဂရီအဲ့ဒါဆိုရင်အိတ်ဆက်တံမိုးကိုလိုချင်360ဒီဂရီတဲကနေမှာ235ဒီဂရီကိုနှုတ်လိုက်မယ်အဲ့ဒါ360ဒီဂရီရဲ့နှုတ်253ဆိုရင်ဘယ်လောက်ရမှာလဲဆိုတော့125ဒီဂရီအဲ့ဒါဆိုရင် answer ကဘာဖြစ်မှာလဲဆိုတော့ ဒီမှာလဲပထမတနီးနဲ့ရှာလိုက်တဲ့အိဆန်ဘူကလည်း125ရရတယ်ဒုတိယနီးမှာလည်းအိဆန်ဘူက125ဒီဂရီရတယ်အဲ့ဒါကြိုက်တဲ့နီးနဲ့ဆရာတို့ကရှာလို့ရတယ်အဲ့ဒါဆိုရင်ဆရာတို့ကအိဆက်တန်ဖိုးစီဘယ်လောက်ရမှာလဲဆိုတော့125ဒီဂရီ Y ရဲ့တန်ဖိုးစီဘယ်လောက်ရမှာလဲဆိုတော့89ဒီဂရီ Z ရဲ့တန်ဖိုးစီဘယ်လောက်ရမှာလဲဆိုတော့55ဒီဂရီရမှာဖြစ်ပါတယ်